မင်္ဂလာပါခင်ဗျာလေဘန်ရုတ်တရရေနိုမာလာ၂ရက်နေ့ညအပိုင်းသတင်းစီစဉ်ဒိုင်းထိုလုံးကနေပြီးတော့ကြိုလိုက်ပါရစေဒီကနေ့မှတက်ဆက်ပေးသွားမယ့်သတင်းတွေကတော့ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်တိဆောက်ရေးအတွက်စီမံကိန်းဥဆောင်ကော်မတီဖွဲ့စည်းတဲ့ဆိုတဲ့သတင်း၄၈နှစ်အတွင်းလီဘီယာနဲ့ရန်ဝန်ဟာရခိုင်ကယူတန်းနဲ့မြို့ဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်ဆိုတဲ့သတင်းတပည့်စီရဲ့မြို့နယ်အရင်းကြီးရွာမှာကြီးရွာအုပ်ချုပ်ရေးမှောင်တူဦးတနက်နဲ့ပြတ်တက်ခံရတဲ့ဆိုတဲ့သတင်းမေလာမြို့နယ်ဆက်ဆက်ယူကြီးရွာအလကကျောင်းဝယ်ကျောင်းဆရာမကြီးတူဦးနဲ့ ရဲသား၄ဦးကို PDF တွေကဖမ်းဆီးခေါ်ဆောင်နေဆိုတဲ့သတင်းလက်ဘူးတင်းရွယ်စားလာတွင်ကို250ပြည့်မြောက်တယ်ဆိုတဲ့သတင်းအစိုက်သတင်းကိုတက်ဆက်ပေးသွားမှာဖြစ်ပါတယ်ပရမသုံးသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းတိဆောက်ရေးအတွက်စီမံကိန်းဥဆောင်ကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်ရန်ကုန်မိုးပြံအမြန်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းတိဆောက်ရေးအတွက်ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးကဥက္ကဋ္ဌဖြစ်တာဝန်ယူဆောင်ရွက်မဲ့ ရန်ကုန်မိုးပြံအမြင်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းစီမံကိန်းဥဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ကြောင်းမြန်မာနိုင်ငံပြန်တမ်းမှဖော်ပြထားပါတယ်။အဇိုဘာစီမံကိန်းကော်မတီကိုစောက်လွေဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးကဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်ပြီးအဖွဲ့ဝင်တွေအဖြစ်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးချုပ်ပို့ဆောင်ရေးနယ်ဆက်သွယ်ရေးဝင်ကြီးဌာနဒုတိယဝင်ကြီးဗန္ဓာရေးနယ်အခွန်ဝင်ကြီးဌာနဒုတိယဝင်ကြီးလဲစစ်ဆောင်ဝင်ကြီးဌာနဒုတိယဝင်ကြီးတို့ကဆောင်ရွက်မှာဖြစ်ပြီးအတွင်းမှုအဖြစ်စောက်လွေဝင်ကြီးဌာနဒုတိယဝင်ကြီးကဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ ရန်ကုန်မိုးပြံအမြင်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းစီမံကိန်းဥဆောင်ကော်မတီရဲ့လုပ်ငန်းတာဝန်တွေအဖြစ်ရန်ကုန်မြို့တော်အပြင်ပလန်းတို့ဆက်ဆက်ပြီးလူမှုရေးစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအကျိုးရှိထိရောက်စေမယ့်အမြင်လန်းတွေရဲ့လမ်းဝန်ကြောင်းတွေကိုရှာဖွေဖော်ထုတ်ခြင်းစီမံကိန်းလုပ်ငန်းတွေကိုရည်မှန်းချက်နဲ့အညီထိရောက်အောင်မြင်စွာအကောင့်ထည့်ဖော်နိုင်ရေးအတွက်ဦးစီးဆောင်ရွက်ခြင်းရန်ကုန်မိုးပြံအမြင်လန်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်းတက်လျှောက်မှာပေါ်ထွက်လာမယ့် logistic head triangle စေကန်းတွေနဲ့အခြေပြုမြို့တစ်တွေဖွံ့ဖြိုးတိုးတက်လာစေအတွက်သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းတွေတိုင်းဒေသကြီးအစိုးရဖွဲ့တို့ကြားချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ခြင်း ရန်ကုန်မိုးပြံအမြင်လမ်းနဲ့ရန်ကုန်မြို့တော်အပြင်ပလန်ရင်းနှီးမြှုပ်နှံသူတွေကိုဘတ်ဂျက်အသုံးပြုမှုအနည်းဆုံးကိုအခြေပြုပြီး PPP စနစ်နဲ့အကောင့်တွေပေါ်ဆောင်ရွက်ခြင်း PPP စနစ်နဲ့အကောင့်တွေပေါ်ဆောင်ရွက်ရာမှာရခိုင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကထုတ်ပြန်ထားတဲ့တင်တာလုံထုံးလုံနီတွေနဲ့အညီဆောင်ရွက်ခြင်းဥဆောင်ကော်မတီရဲ့လုပ်ငန်းဆောင်ရွက်နေမှုတွေကိုစီးပွားရေးရာကော်မတီမှတစဉ်ပြောင်းလဲဆိုရဖွဲ့သူတင်ပြခြင်းနိုင်ငံတော်ရဲ့ဘတ်ဂျက်သုံးဆွဲရမယ့်ကိစ္စရပ်တွေအပါအဝင်အရေးကြီးတဲ့ကိစ္စရပ်တွေကိုဆုံးဖြတ်ဆောင်ရွက်ရမယ့်အချက်တွေနဲ့ဆက်ဆက်ပြီး ပြည်အောင်စုဆိုရဖွဲ့ရဲ့အတီးပြုချက်ရယူဆောင်ရွက်ခြင်းလို့ဖြစ်ကြောင်းသိရပါတယ်။အဇိုဘာစီမံကိန်းဥဆောင်ကော်မတီဟာစီမံကိန်းတွေအတွက်လိုအပ်တဲ့လုပ်ငန်းကော်မတီတွေနဲ့ self ကော်မတီတွေဖွဲ့စည်းဆောင်ရွက်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံပြန်ထမ်းမှာဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့၄၈နှစ်အရွယ်တွင်လီဘီယာနဲ့ရုံဟာရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တဲ့ဆိုတဲ့တင်ကိုတက်ဆက်ပြပါမယ်။ဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီဘီယာနဲ့ရုံဟာ၄၈နှစ်အရွယ်တွင်ရခိုင်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ကမ်းလွန်ဒေသတွေကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားပါတယ်လီဗီးယားနဲ့ရန်ကုန်အရှင်ကြောင့်နိုဝင်ဘာလ2ရက်နေ့ကနေ17ရက်တွင်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆစ်ဆိတ်ကနေနေရာအနှံပြားမှုထစ်ကြုံရပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ရွေးမှုကြီးကျင်းတွေဖြစ်ပေါ်နိုင်ကြောင်းမူဒလာကထုတ်ပြန်ထားပါတယ်။ တဲထန်စွာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းလျှက်စည်းလက်ခြင်းမိုးတိကျခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းအစရှိတဲ့တဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်ဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသတွေအနီးမှာနေထိုင်သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းငယ်တွေအနီးမှာနေထိုင်သူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားကြဖို့နဲ့ပြည်တွင်းရေကြောင်းတော်လာရေးလေကြောင်းပြန်တမ်းရေးနဲ့ဆင်မြောင်းတပ်တမန်တွေအနေနဲ့လိုအပ်တာတွေကိုကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြဖို့မူဒလာကအသတိပေးနှိုးဆော်ထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တမျိုးစရမြို့နယ်အနှင်းချွေရွာမှာချွေရွာဥချွေယူမှုဟောင်းတူတနက်နဲ့ပြတ်သက်ခံရတဲ့ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တမဇေယမြို့နယ်အနှင်းချွေရွာမှာချွေရွာဥချွေမှုဟောင်းတူတနက်နဲ့ပြစ်ခတ်ခံရပြီးတည်ဆုံသွားခဲ့တယ်လို့ဒေသခံတွေကပြောကြားပါတယ်။အော်တိုဘားလ31ရက်နေ့မနက်7:00နာရီဝန်းကျင်ကအနှင်းချွေရွာမှာနေထိုင်တဲ့အသက်50ခန်းအရွယ်ဦးစုအောင်ဆိုသူဟာ ၎င်းရဲ့ရောဘတ်ချန်ကနေအနည်းနှစ်ကရင်လမ်းအတိုင်းမော်တော်ဆိုင်ကယ်နဲ့ပြန်လာစဉ်လမ်းကူးလမ်းမှာအမည်မသိတနသမားတွေကတနက်နဲ့ပြစ်ခတ်သွားခြင်းဖြစ်တယ်လို့သိရှိရကြောင်းဒေသခံတဦးကပြောပါရယ်။ဦးစိုးအောင်ကိုလက်နက်ငယ်တွေနဲ့ပြစ်ခတ်ခဲ့တဲ့ပုံစံမျိုးတွေ့ရပါရယ်။ဦးစိုးအောင်ရဲ့ခန္ဓာကိုယ်အနှံ့မှာကြီးထိမှန်တရားစစ်ချက်ထက်မနည်းတွေ့ရတယ်လို့၎င်းဒေသခံကပြောပါရယ်။တရတရားရီနဲ့တည်ဆုံခဲ့တဲ့ဦးစိုးအောင်ရဲ့ရိုးအလောင်းကိုဒေသခံတွေကလမိုင်းမြို့မှာရှိတဲ့ပြည်သူစီရင်ကိုပို့ဆောင်ပေးခဲ့ကြောင်းလည်းသိရပါဗျ ။တနက်နေ့ပြစ်ခတ်ခံရပြီးတည်ဆုံခဲ့တဲ့ဦးစိုးအောင်ဟာတမရဦးသိန်းစိန်လက်ထက်ကအနှင်းကြီးရွာအုပ်ချုပ်ရေးမှုအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူတဦးဖြစ်ကြောင်းဒေသခံတွေစီကနေသိရပါဗျ။နောက်ထပ်သတင်းပုံအနေနဲ့မဲလာမြို့နယ်ဆက်ဆက်ရွာကြီးရွာအလကကြောင်ွယ်ကျောင်းဆရာမကြီးတဦးနဲ့အရသာလေးဦးကို PDF တွေကဖမ်းဆီးခေါ်ဆောင်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြဝိတိုင်းဒေသကြီးမဲလာမြို့နယ်ဆက်ဆက်ယူကြီးွာအလကကြောင်ွယ်ကျောင်းဆရာမကြီးတူနဲ့ရဲသားလေးဦးကို PDF တွေကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့တင်ရရှိပါတယ်။ မဲလာမြို့နယ်ဆက်ဆက်ယူကြီးရွာတို့အော်တိုဘားလ31ရက်နေ့မနက်၄နာရီခွဲခန့်က PDS ဆေးဦးကဆက်ကရီနဲ့ရောက်ရှိလာခဲ့ပြီးအဆိုပါကြီးရွာမှာနေထိုင်သူတွေဖြစ်တဲ့ရမီရဖာဦးစိန်အောင်ဦးထွန်းအေးဆက်ဆက်ယူကြီးရွာအခြေခံပညာအလဲတန်းကျောင်းဝင်းမှာကျောင်းဆရာမကြီးဒေါခင်မျိုးဝင်းဒေါ်နွန်နွေဝင်းနဲ့၎င်းရဲ့သမီးဖြစ်သူတနိခန့်အရွယ်ရှိကလေးငယ်တို့ကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။အဲ့လိုဖမ်းဆီးခံရသူတွေကိုပြန်လည်ကယ်တင်နိုင်ရေးအတွက်လူညုံရေးတပ်ဖွဲ့ဝင်တွေကလိုအပ်တဲ့လူညုံရေးလုပ်ငန်းစဉ်တွေနဲ့အညီဆက်လက်ဆောင်ရွက်ရှိတယ်လို့လည်းသိရပါတယ်။ ောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လီဗာပူးအသင်းအတွက်ဆာလာအတွင်းဂို250ပြည့်မြောက်တယ်ဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။လီဗာပူးအသင်းတိုက်စစ်မှုဆာလာဟာအစတွန်ဗီလာအသင်းကို2ဂိုးကူးမရှိနိုင်တဲ့အနေရရှိခဲ့တဲ့ပွဲမှာအဖွင့်ဂိုးသွင်းယူပြီးနောက်အသင်းတွေပြိုင်ပွဲစုံအတွင်းဂို250ပြည့်မြောက်ခဲ့တယ်လို့သိရပါတယ်။ဆာလာဟာအသင်းသမိုင်းမှာဒီမတန်းကိုရောက်ရှိခဲ့တဲ့တတိယမြောက်သောသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။လီဗာပူးအသင်းမှာဆာလာထက်ဂိုးပိုသွင်းယူသူ2ဦးအဖြစ် အီရန်ရှက်က346ခုနဲ့ရော်ဂျာဟန်က285ခုတွင်းယူထားတာဖြစ်ပါတယ်။28ခုနဲ့မှာရူမာအသင်းကနေလည်းမဘူးအသင်းကိုပြန်ရွှေ့လာတဲ့ဆလာရဲ့950တွေမှာပရီးမီးယားလိတွင်းကို188ခု၊ချန်ပီယံလိ46ခု၊ယူရိုပါလိ9ခု၊အဖရိက6ခု၊လီဘလာလိကိုနဲ့ကွန်မြူနတီတိုင်းတခုရရှိခဲ့ပါတယ်။၎င်းဟာပရီးမီးယားလိတွင်းကိုနဲ့ဖန်တီးမှု2ရက်ပေါင်း296ခုရရှိခဲ့ပြီး ပရီးမီးယားလိသမိုင်းမှာကလပ်အသင်းနဲ့အတွက်အများဆုံးဖြစ်တဲ့ရူနီရဲ့မှတ်တမ်းနဲ့တူညီခဲ့ပါတယ်။အခုရသည်ပြန်ပွဲဆုံးမှာတော့ဆက်လက်ပွဲကစားထားပြီး၅ကိုသွင်းယူ၃ကိုဖန်တီပေးထားပါတယ်။အလဘယ်တဲ့ညာဘက်တရင်းစီစဉ်ကိုတက်ဆက်ပေးကြတာပဲဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ